စကိုင်းနယ်ကချင်အဆက်ကတာမျိုးနယ်ကစစ်ကောင်စီတပ်နဲ့ KYA ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ပွဲအတွင်းနှစ်ဖက်တပ်တွေကြာဆုံးမှုတွေရှိခဲ့တယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်29ကလည်းအရှင်ဖမ်းမိခဲ့တယ်လို့ KNG ကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မလ15ရက်နေ့တနေ့လုံးနှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကြပြီးမတ်လ16ရက်နေ့ညနေပိုင်းနှစ်နာရီအထိကို တိုက်ပွဲကပြင်းထန်ခဲ့ကြတာလို့ စည်ရီသတင်းမြစ်တွေကဆိုကြပါတယ်ကတာမျိုးခြေဆိုင်ခမရ309ကနေအင်အား150ကျော်ရှိတဲ့စစ်ကြောင်းဟာကာကွယ်တပ်တွေစည်ရီလှုပ်ရှားတဲ့ကတာမျိုးပြင်ဘက်ကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးတော့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40အထိသေဆုံးခဲ့တယ်လို့ကာကွယ်တပ်ကတော့နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် 29ကို အရှင်ဖမ်းမိခဲ့တဲ့အကြောင်းကာကွယ်တပ်တွေကအတည်ပြုပြီးလက်နက်ခဲယမ်းတချို့လည်းတင်စဲရမိခဲ့တယ်လို့ပြောပါတယ်ဒီစစ်ကြောင်းဟာမြူရင်းတိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်ကိုစစ်ကူသွားဖို့ဥတီထွက်ခွာလာတာဖြစ်ပြီးတော့ကချင်လွတ်လပ်ရေးတပ်မတော် KYA နဲ့ကာကွယ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်မတ်လ16ရက်နေ့တနင်္ဂနွေနေ့ညနေပိုင်းလောက်မှာ နှစ်ဖက်ပြစ်ခတ်မှုတွေညင်သွားရကနေစစ်ကောင်စီစစ်ကြောင်းကလည်းခမရ300ကိုတရင်တွေကိုပြန်ဆုတ်သွားကြတယ်လို့ပြောပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာခမရ300ကိုတရင်နဲ့၄မိုင်ဝန်းကျင်လောက်အကွာကကတာမျိုးပြင်မှာရှိတဲ့နေရီတွင်ပင်မလွတ်လမ်းကွာတွေတဝိုက်မှာဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတဝိုက်ကိုစစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးကင်းပတ်လေးရှိတယ်လို့ထီထွေတိုက်ပွဲတွေလည်းမကြာခဏဖြစ်လေရှိတဲ့အကြောင်း ဒီအချိန်ဤကိုတည်တဲ့အဲ့ဒီဒေတာတဝိုက်ဒေတာကန်တွေကလည်းဘေးကင်းရာကိုရှောင်ပြေးနိုင်ခဲ့တာကြောင့်ထိခိုက်မှုတစုံတရာတော့မရှိခဲ့ဘူးလို့ကာကွယ်တပ်တွေကဆိုပါတယ်ကချင်ဆက်မှာရှိတဲ့သခိုင်းတိုင်းတွေကကတာမျိုးတွေကိုစစ်ကောင်စီတပ်ကကချင်ပြည်နယ်တပြည်နယ်လုံးအတိုင်းတာနဲ့တိုက်ပွဲပြင်းထန်ခဲ့တဲ့2024ခုနှစ်မတ်လနောက်ပိုင်းဇူလိုင်လလောက်မှာဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာပါဒါကြောင့်ကတာမျိုးရင်းအခြေအနေတွေကိုသိရဖို့အခက်အခဲတွေလည်းရှိနေပြီးတော့ ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့လည်းဒေတာကဏီကို KNG ကချိန်ဆက်လို့မရသေးပါဘူးကတာမျိုးနယ်ဟာကချင်ပြည်နယ်ရွှေကူမျိုးနယ်နဲ့ကက်လျက်မှာတည်ရှိတဲ့မျိုးဖြစ်တယ်လို့လက်ရှိမျိုးရင်းတိုက်ပွဲပြင်းထန်နေတဲ့ကချင်ပြည်နယ်ဒုတိယမျိုးတော်ဗမော်မျိုးနယ်လည်းမဝေးလာပဲစည်ရရအေးပါတဲ့နေရာမှာတည်ရှိတဲ့မျိုးလို့ကကွယ်တက်ဒီဘက်ကဆိုကြပါတယ်ခင်ဗျာ